ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါယခုလောမင်္ဂလာနေ့ရက်တိဘုရားသခင်ပြန်လည်ပြီးတော့မွမ်းမံပေးတဲ့ခါမှာကျွန်တော်အားလုံးဘုရားပေးတဲ့နေ့ရက်တိမှာဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းစုကျေးဇူးကိုမြည်ဆန်းရင်းနဲ့ကျွန်တော်ဒီနေ့သာလုံးဝမ်းမြောက်ကြရအောင်မိတ်ဆွေပေါင်းတို့ဒီနေ့မှလည်းပဲချစ်တဲ့မိတ်ဆွေကိုပေးသွားခြင်းနဲ့သတင်းစကားကတော့ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းအတွေ့အစဉ်အသင့်ရှိတဲ့သူတွေအကြောင်းဘယ်လိုပြောထားသလဲနော်တခင်ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းအတွေ့ကျွန်တော်ကိုယ်တိုင်ကအစဉ်အသင့်ဖြစ်ရှိတယ်ဆိုတာကိုကျွန်တော် အတွက်ဘလို့ပြောထားတယ်လဲဘလို့သွန်သင်ထားတယ်လဲဆိုတာကိုကျွန်တော်လေ့လာကြမယ်เนาะဒါကြာကြောင့်အာဒီတစ်ပတ်လုံးကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာအခုဒါပထမဆုံးကျွန်တော်ခေါင်းစဉ်ကြီးရဲ့အောက်မှာကျွန်တော်လေ့လာခဲ့တဲ့အခါမှာဘုရားသခင်၏မြင့်မြတ်သောပညတ်တော်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အနေနဲ့ခေါင်းစဉ်အသေးသေးလေးနေတဲ့တရရပီတရဲ့ချစ်တဲ့မိတ်ဆွေတို့ကိုအာဒါဘုရားရဲ့အလိုတော်ကိုလမ်းပြခဲ့တာဖြစ်တယ် ဒါကြောင့်ဘုရားသခင်ရဲ့အလိုတော်သို့လိုက်ခြင်းသည်တုတ်သီစီဦးထဲတာ၍ကောင်းတယ်လို့ပြောတဲ့ခါမှာဒီနေ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ကဆင်ခြင်ပြီးတော့ဘုရားရဲ့အလိုတော်တိုင်းလိုက်လျှောက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရမယ်ဆုလက်ကကယ်တင်ရှင်ဆုယေရှုပဲเนาะကျွန်တော်ရရှိမယ်ကယ်တင်ရှင်ဆုယေရှုကဒါတန်ဖို့ဖြတ်လို့မရဘူးဒါကြောင့်ကျွန်တော်ကသာဝရသက်ပေးတဲ့ဘုရားကိုကျွန်တော်ကကိုးကွယ်တယ်ဆိုရင်ဒီသာဝရသက်ပေးတဲ့ဘုရားကမပြောင်းလဲတယ်လို့ဘုရားသခင်ရဲ့မိန့်တော်မူခဲ့တဲ့ပညတ်တော်ကလည်းလုံးဝမပြောင်းလဲဘူးဆိုတာကိုယနေ့ကျွန်တော်ကလေ့လာခဲ့တာဖြစ်တယ်အဲ့ဒီမပြောင်းမလဲတည်ရှိတော်မူသော အဲဒီဘုရားသခင်ကိုယနေ့ကိုးကွယ်တဲ့အခါမှာဒီဘုရားကဒုတိယကြိမ်ပြန်ကြွလာတော့မယ်။ယနေ့ကဘာကြီးကလည်းပုပ္ပနမိတ်လက္ခဏာတွေအမျိုးမျိုးနဲ့ကျွန်တော်ကြုံဆုံနေရပြီ။အဲဒီချင်းညာတွေကိုကျွန်တော်သိတဲ့အခါမှာကျွန်တော်ရှမသက်ခရစ်ဝင်ခိုင်း24မှာခရစ်တော်မိမ့်မာခဲ့တဲ့အဲဒီသူမကြွလာခင်မှာအဲဒီပုပ္ပနမိတ်လက္ခဏာတွေကယနေ့ကဘာကြီးမှာပြည့်လာပြီနော်။အဲဒီကဒီနေ့ကျွန်တော်ရဲ့တက်တာကလည်းပဲခရစ်တော်ကြွလာခြင်းနီးနေပြီဖြစ်တဲ့ကြောင့်ကျွန်တော်ကိုယ်တိုင်ကလည်းပဲအမြဲတမ်းပဲပြင်းပြင်းစစ်စစ်နဲ့နေဖို့ဖြစ်တယ်။ ဒါကြောင့်သတို့သားလာတဲ့ခါမှာသတို့သမီးကပြင်းပြင်းစစ်စစ်နေမှသာလျှင်ကျွန်တော်ကဆိုရှင်ထိုက်ထိုက်တန်တန်နဲ့တင်းတယ်လျောက်ပတ်စွာနဲ့သာသာနာနာနဲ့ကျွန်တော်ကနိုင်ငံတော်ကိုဝင်စားမှာလေ။နောက်ခမဆောင်မှာဝင်စားမှာဖြစ်တယ်။အဲ့တော့ဒီနေ့ကျွန်တော်ရတက်တာမှာဆိုရှင်ခရစ်တော်ဒုတိယချင်းကြွားလာဖို့ရန်အတွက်အလွန်နေနေပြီ။ဒါဒီနေ့ကျွန်တော်ကိုယ်တိုင်ကလည်းပဲစင်စင်ချစ်ချင်နဲ့ကျွန်တော်ပြင်းပြင်းစစ်စစ်နဲ့နေဖို့ရန်အတွက်အလွန်မပင်အရေးကြီးတယ်။ဒါကြောင့်တမန်ချမ်းသာကကျွန်တော်ကိုမိတ်မွက်ခဲ့တဲ့အရာတွေကကျွန်တော်အတွက်ဒါလုံးဝ လောကမှာဆိုရှင်ဆင်ကျင်နိုင်ဖို့လောကမှာဆိုရှင်မိမိကိုယ်ကိုမိမိသုံးသပ်နိုင်ဖို့လောကမှာဆိုရှင်ဘုရားရဲ့လူတော်ကဘယ်လိုမျိုးအသက်ရှင်နေချင်လဲဆိုတာကိုယ်တိုင်ကသိရှိပြီးတော့ဘုရားရဲ့စကားကိုနားထောင်တတ်ဖို့ဒါကျွန်တော်ကိုလုံးဝအုတ်တုံတုံတင်ထားတာဖြစ်တယ်เนาะအဲ့တော့ကြာဒီနေ့ဒီပညတ်တော်ရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဘုရားသခင်ရဲ့ညတ်တော်ပညတ်တော်အကြောင်းကိုကျွန်တော်ကဆိုရှင်လေ့လာခဲ့တဲ့အခါမှာဒီနေ့ကတော့အာကျွန်တော်တပိုင်းနေနဲ့အဆုံးသတ်သွားမှာဖြစ်တယ်ဒါဒီနေ့အဆုံးမသတ်ခင်လေးမှာဆိုရှင်တော့ကျွန်တော်ကဒုတိယချိန်ပြန်ကြွလာမယ် ဖခင်ကိုမျော်လင့်နေတဲ့သူတွေဖြစ်တယ်မျော်လင့်နေတဲ့သူတွေကလည်းပဲကျွန်တော်ကရိုးရိုးမျော်လင့်နေတာထက်ကျွန်တော်ကိုယ်တိုင်ကဖခင်ရဲ့အလိုတော်တိုင်းစကားကိုနားထောင်ပြီးတော့စင်စင်ချင်းချင်းနဲ့ကျွန်တော်မျော်လင့်ဖို့ရန်အတွက်ဒီနေ့နှုတ်ကပတ်တော်ဘလို့မိတ်မာခဲ့ထားတယ်လဲဆိုတော့ကိုကျွန်တော်လေ့လာကြမယ်နော်ဒါဒီနေ့ကြည့်လိုက်ခါမှာဗျာဒိတ်ကြံခိုင်း၁၄ပိုင်းငယ်၁၂ကိုကြည့်တဲ့ခါမှာဖခင်သခင်၏ပညာတော်တို့ကို၎င်းယေရှု၏ယုံကြည်ခြင်းကို၎င်းစောင့်ရှောက်သောတန်ရှင်းသူတို့သည်ဤအရာ၌တီးခံစရာအကြောင်းရှိ၏တဲ့နော်ဒါကြောင့်ဒီနေ့ ျွန်တော်တို့လောကမှာသွာလာလှုပ်ရှားတဲ့ခါမှာเนาะကျွန်တော်ကြုံဆုံရတဲ့အရာတွေအားလုံးကကဲရမှုတွေပြစ်တင်မှုတွေရှုတ်ချမှုတွေအမျိုးမျိုးနဲ့ဝေဖန်မှုတွေစသည်အပြင်ဒီအရာတွေကြားထဲမှာကျွန်တော်ကနေထိုင်သွာလာလှုပ်ရှားနေရတာเนาะကိုဘလောက်ပဲကောင်းတာလို့လို့ကိုဘလောက်ပဲကောင်းရကောင်းချောင်းပြောပြောကိုဘလောက်ပဲဖရားရဲ့သခင်ရဲ့အကြောင်းကိုเนาะဒီတိကျမှန်ကန်စွာနဲ့ဖွင့်ပြပြီးတော့နှုတ်ကပတော်အတိုင်းဘလောက်ပဲသွန်သင်သွန်သင်အာကျွန်တော်ကလက်ညှိုးထိုးတဲ့လူတွေကအများကြီးပါပဲเนาะကျွန်တော်က လုံးဝမကြိုက်တဲ့လူတွေလည်းအများစွာရှိနေမယ်အာကျွန်တော်ကသူတို့ရဲ့အလယ်မှာဘဝင်မကြဖြစ်နေတဲ့လူတွေလည်းအများစွာရှိနေမယ်ဒါမှမဟုတ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပါပြောတယ်ဗျာဒိတ်ကျမ်းခန်းကြီး၁၄ပိုင်းငယ်၁၂မှာဆိုရှင်ဘုရားသခင်ဤပညာတော်တို့ကိုလည်းကောင်းယေရှု၏ယုံကြည်ခြင်းကိုလည်းကောင်းစောက်ရှောက်တော်တန်ရှင်းသူတို့တဲ့ဒီမှာတန်ရှင်းသူတို့လို့ပြောတဲ့ခါမှာသင်ကတန်ရှင်းတဲ့သူဖြစ်ဖို့ရန်အတွက်ဘုသူရှင်းမှလည်းဘုရားသခင်ရှင်းမှတန်ရှင်းတဲ့သူဖြစ်ဖို့ရန်အတွက်လုံးဝပင်ရေးကြည့်တယ်နော်ဖရာသခင်ရှင့်မှာဆက်ဆုပ်ရွှေရှာပွဲကောင်းပြီးတော့ တကယ်ပဲဘုရားသခင်ရဲ့ရှေ့တော်ပေါ့မှာတကယ်ပဲမကောင်းတဲ့သူမဖြစ်ဖို့ကြံအတွက်မတန်ရှင်းတဲ့သူဖြစ်နေဖို့ကြံတော့မဟုတ်ဘဲနဲ့ဒီနေ့ကျွန်တော်ကပါလေစောက်ရှောက်တော်သူတန်ရှင်းသူတို့တဲ့တန်ရှင်းသူတို့လို့ပြောတဲ့အခါမှာသင်တန်ရှင်းသူတို့ရဲ့အသွင်လက္ခဏာကဘယ်လိုမျိုးအသွင်လက္ခဏာနဲ့အသက်ရှင်ရမလဲဆိုတော့နံပါတ်1ဘုရားသခင်၏ပညာတော်တို့ကို၎င်းတယ်နော်ဒါတမန်ကျမ်းစာဖော်ပြတာနော်ဗျာဒီဂျန်နောက်ဆုံးအချုပ်မှာကျွန်တော်ကအာဒီပရောဖက်ပြုတ်ပြီးတော့ဒါဟော ဖော်ပြထားတဲ့ဒါလုံးဝဗျာဒိတ်ပြုတ်ထားတဲ့အရာကတော့ဖျားသခင်ဤပညာတော်ကို၎င်းနဲ့သခင်ယေရှုဤယေရှုဤယုံကြည်ခြင်းကို၎င်းနော်ယေရှုရဲ့ယုံကြည်ခြင်းကို၎င်းနဲ့စောင့်ရှောက်တော်သူတန်ရှင်းသူလို့ခေါ်တယ်နော်ဒါဆိုတန်ရှင်းတဲ့သူဆိုတာပညာတော်ကိုစောင့်တဲ့သူသခင်ယေရှုကိုယုံကြည်တဲ့သူနော်အဲ့ဒီယုံကြည်ခြင်းကိုနဲ့ခိုင်မြဲတည်ကြည်တဲ့သူဒီအရာကိုစောင့်ရှောက်လိုက်နာတဲ့သူကတန်ရှင်းတဲ့သူတဲ့ တန်ရှင်းတဲ့သူမှသာလင်ကောင်းကင်နိုင်ငံကိုဝင်စားမှာကိုမတန်ရှင်းတဲ့သူကတော့ကောင်းကင်နိုင်ငံမှာဝင်စားမှာမဟုတ်ဘုရားသခင်ကမကောင်းသူကိုပယ်ပြီးမှကောင်းသူကိုကယ်မှာလေနော်မတန်ရှင်းတဲ့သူကိုခြံထားခဲ့ပြီးမှတန်ရှင်းတဲ့သူကိုခေါ်ဆောင်သွားမှာဖြစ်တယ်ဒါကြောင့်ဒီနေ့ကောင်းကင်နိုင်ငံတော်ကတန်ရှင်းတဲ့နိုင်ငံဖြစ်တယ်ဖယားရှိတဲ့နိုင်ငံဖြစ်တယ်ချစ်ချင်းမေတ္တာပြည့်ဝတဲ့နိုင်ငံဖြစ်တယ်တန်ရှင်းတော်မြို့တော်လို့ခေါ်တယ်နော်အဲ့ဒီတန်ရှင်းတဲ့မြို့တော်မှာဝင်စားဖို့ရန်အတွက်ယနေ့ကျွန်တော်တို့ကလောကလူသားတွေဖြစ်တဲ့ခါမှာလည်းပဲ ျွန်တော်ကတန်ရှင်းတဲ့သူတွေဖြစ်ရမယ်တဲ့နော်ဘုသူ့ရဲ့ရှေ့မှာတန်ရှင်းရမလဲဖရာရဲ့ရှေ့မှာတန်ရှင်းရမှာဖြစ်တယ်ဒါကြောင့်တန်ရှင်းတဲ့သူဖြစ်ဖို့ရန်အတွက်ဒီနေ့လောကမှာကျွန်တော်သွာလာလှုပ်ရှားတဲ့ခါမှာပုရုသင်လူသားတွေကြားထဲမှာကျွန်တော်အားလုံးကနေနေရတဲ့အတွက်ကြောင့်တဲ့ကျွန်တော်ကလို့ရှိရင်ဖရာကဘာလို့ပြောလဲသီးခံခြင်းသီးခံစရာ အကြောင်းရှိတယ်နော်သီးခံပါနော်ကျွန်တော်ကတော့ရှင်သူများလှုပ်တယ်လို့လိုက်မလုပ်နဲ့ ။သမ ्या ပြောသလိုလိုက်မပြောနဲ့။သမ ्या ရဲ့အလိုကြမဟုတ်ပဲနဲ့ဖရားရဲ့အလိုကြအသက်ရှင်မှုကြောင့်တဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်အားလုံးတန်ရှင်းတဲ့သူဖြစ်ဖို့ရန်အတွက်ဗျာဒိတ်ချမ်း20နှစ်ပိုင်ငယ်14 15ကိုကြည့်တဲ့အခါမှာလည်းပဲဘလို့ဆက်ပြီးတော့ပေါ်ကျူထားတယ်လဲဆိုတော့ဗျာဒိတ်ချမ်းခိုင်း20နှစ်ပိုင်ငယ်14 15မှာအသက်ပင်နဲ့ဆိုင်၍မြို့တကားအတွင်းသို့ဝင်အံ့သောငါပညာတော်တို့ကိုကျင့်တော်သူတို့သည် မင်္ဂလာရှိကြ၏ 啊，对嘛？记得看嘛。家长大家就那个求他了喏。每个拉生嘞都，但生嘞没有嘛文山在多都，但生嘞多年嘞在生嘞不一样多。啊，这边嘞生源苗这个转到文安多啊，喏。大家讲个有的看嘛，啊，这边也第二个啥嘛批的，平常都可以讲、嗯、个那个咯，但生嘞没有嘛没有的看多，啊，转到文山来不一样多嘞，听我把那话么的？ ညာတော်တို့ကိုကျင့်တော်သူတို့သည်မင်္ဂလာရှိကြ၏ပညာတော်အတိုင်းအသက်ရှင်နေကျင့်ဆောင်ပြီးတော့လိုက်လျှောက်ပြီးတော့တွာလာတဲ့သူတွေကမင်္ဂလာရှိတယ်ဒါပေမဲ့15ကိုကြည့်တဲ့ခါမှာပြင်လိုက်က အပြင်အပြင်နော်ပညာတော်ဘုရားသခင်ရဲ့မျိုးတကားကိုဝင်အံ့တော့ငါမပြင်းမစင်မစင်မချင်ပဲတဲ့နေတဲ့သူတွေကိုအပြင်မှာရှိတဲ့သူလို့ခေါ်တယ်နော် ပြင်လိုက်ကတဲ့ခွေးဖြစ်တော်သူတဲ့ပြူသားတတ်တော်သူမတရားသောမေတုံ၌မှိဝဲတော်သူလူအသက်ကိုတတ်တော်သူရုပ်ထုကိုကိုးကွယ်တော်သူသစ္စာပြည့်ခြင်းကိုနှစ်သက်၍ပြူတော်သူအပေါင်းတို့သည်ရှေးကြ၏နော်ဒါကြောင့်ဒီနေ့ကျွန်တော်ကမြို့တကားသို့ဝင်တဲ့သူ ဖြစ်မလားအပြင်မှာရှိတဲ့သူဖြစ်သလားဆိုတာကိုခွဲခြားပြတာဒါနော်လုံးဝခွဲခြားပြတာဒါအဲ့ရောက်ဒီကြမ်းကြက်ကိုလည်းတေချာဖတ်ပါနော် ဗျာဒိတ်ကျမ်းခန်းကြီး၂၀နှစ်ပိုင်းက၁၄၁၅ကိုအတိချာရိဖတ်ကြည့်လိုက်ငါတို့ကအသက်ပင်ရဲ့အသေးကိုစားဖို့ရတဲ့ထိုက်တန်တဲ့သူမျိုးတကားအတွင်းသို့ဝင်တိုက်တဲ့သူ ဖြစ်သလားမဖြစ်ဘူးလားဒါမှမဟုတ်ငါတို့ကအပြင်မှာရှိတဲ့သူလားအပြင်မှာရှိတဲ့သူဆိုလို့ရှိရင်တော့ခုနကအချက်တင်တဲ့ဘုရားကအမွန့်တင်ထားတာတွေ့ရလိမ့်မယ်နော်ဒါကြောင့်ဒီနေ့မှာတို့ရှင်တင်ကဘုရားသခင်တုတ္တရာကျင်ပြန်ကြွလာတော့မယ်ဘုရားသခင်ရဲ့ကောင်းကင်နိုင်ငံတော်နဲ့သက်ဆိုင်တဲ့သူ မြို့တကားသို့ဝင်အံ့တော်သူဖြစ်ဖို့ရန်အတွက်ဘာလုပ်ရမလဲပညာတော်တို့ကိုကျင့်တော်သူဖြစ်ရမယ်အဲ့ဒါမှသင်ကမင်္ဂလာရှိတော်သူဆိုပြီးတော့ခရစ်တော်ကခေါ်ဆောင်သွားမှာဖြစ်တယ်ဒါပေမဲ့ဖရာရဲ့နှုတ်ကပတ်တော်ဖရာရဲ့ပညာတော်ကိုအလွဲသုံးစားလုပ်ပြီးတော့သင်လှုပ်ချင်တိုင်းလှုပ်သင်သွားချင်တိုင်းသွားသင်လာချင်တိုင်းလာကိုယ့်သဘောကိုယ့်မနောကိုဆိုင်ပြီးတော့ကိုယ့်အကြိုက်တိုင်းလှုပ်ဆောင်နေတယ်ဆိုရင်တော့တမာချမ်းသာပါပဲပြင်လိုက်ကတဲ့ခွေးဖြစ်တော်သူတဲ့ ပြုစားတတ်တော်သူတဲ့မတရားသောမေတုံ၌မိဝဲတော်သူတဲ့လူအသက်ကိုတတ်တော်သူတဲ့ရုပ်ထုကိုကိုးကွယ်တော်သူတစ္ဆာပြက်ချင်းကိုနှစ်သက်၍ပြုတော်သူအပေါင်းတို့သည်ရှိကြ၏အဲ့ဒါကအပြင်မှာကြံခဲမဲ့သူတွေနော်ဘုရားရဲ့ကယ်တင်ရှင်စုတေစုဖြစ်တဲ့ကောင်းကင်နိုင်ငံတော်မှာမဝင်သားမဲနဲ့ပြင်၌ကြံမဲ့သူတွေကအဲ့ဒီစိတ်ထားတွေရှိတယ်ဘလို့မျိုးလဲခွေးဖြစ်တော်သူဘလို့မှာတခင်စကားနားမလို့တခါလေတခင်ကိုပြန်ကြိုက်ရင်ကြိုက်တာနော်ခွေးဖြစ်တော်သူလို့ပြောတဲ့ခါကျွန်တော်တော်တော်လေးဒီမှာ ဒီတမာကျန်းသာကိုဖတ်လိုက်တဲ့ခါကျတော့တမာကျန်းသာကဆဲထားပါလားနော်ပြန်ပြီးတော့ကျွန်တော်စဉ်းစားမိတယ်ဒါပေမဲ့ဗျာတမာကျန်းသာကဆဲထားတာမဟုတ်ဘူးခွေးဖြစ်တော်သူလို့ပြောတဲ့ခါမှာတင်းကိုတင်းကသခင်ကိုပြန်ကြိုက်တယ်လူသခင်စကားကိုနားမထောင်ဘဲနဲ့တခါလို့ကိုသခင်ကိုပြန်ဟောင်တဲ့သူနော်သခင်ပေါ်မှာဇောရကပြန်တက်တဲ့သူအဲ့ဒါကဗျာခွေးဖြစ်တော်သူလို့ခေါ်တာဖြစ်တယ်ဒီမှာကြည့်တဲ့ခါမှာဆိုရင်အဲ့ဒါပြင်မာရှိတဲ့သူတွေဒါကြောင့်ဒီမှာ တမန်ကျမ်းစာရဲ့တုံသင်ချက်မှာဆိုရှင်ကျွန်တော်တို့ကဆိုရှင်တန်ရှင်းတဲ့မြို့တော်ယေရုရှလင်မြို့ရဲ့အပြင်ဘက်မှာကြံခဲ့မဲ့သူကဘာမင်းပြင်ပေါ်မှာခြံထားခြင်းခံရပြီးတော့ကျွန်တော်ငရဲမီးထဲမှာလောင်ကျွမ်းခြင်းခံရမဲ့သူအဲ့လိုမျိုးလူထဲမှာကျွန်တော်ကြံခဲ့မလားဒါကြောင့်ပြင်လိုက်ကခွေးဖြစ်တော်သူလို့ပြောတဲ့အခါမှာဒီနေ့ကျွန်တော်တို့အတွက်အလွန်မှပင်ကိုယ်တိုင်ကပြန်စဉ်းစားရမယ်သခင်ကိုပြန်ပြီးတော့ကြိုက်တာလားဟောင်းတာလားဒါမှမဟုတ်လည်းပဲဘာဖြစ်လဲဇောရကတက်တာလားဒါကိုယ်တိုင်ကပြန်ပြီးတော့စဉ်းစားရမယ် နောက်ကပတ်တော်ကားတို့ရှင်ဖော်ပြထားတာကတော့ငါအလိုတို့လိုက်ပါเนาะငါရဲ့စကားကိုနားထောင်ပါငါ့ကိုမျက်မှောက်ပြုပါလို့ယေရှုကမိန့်မခဲ့တာဖြစ်တယ်ဒါကြောင့်ခရစ်တော်ရဲ့ကျွန်တော်ကခရစ်တော်ကိုကျွန်တော်ကတို့ရှင်မယုံကြည်ဘဲနဲ့ကျွန်တော်ကိုယ်တိုင်ကဘဝမှာဆိုရှင်အသက်ရှင်နေသလားပြူစားတတ်တော်သူလို့ပြောတဲ့ခါမှာယနေ့ကျွန်တော်ကလူတော်ရဲ့သဘောတရားရတဲ့တွေကသူတစ်ပါးကိုကရင်ကြစ်လောက်တယ်သူတစ်ပါးပေါ်မှာလိန်လေတယ်သူတစ်ပါးကိုချနေတယ်စသည်အပြင်အဲ့လိုမျိုးသဘောတရားတွေနောက်ပြီးမတရားမေတုံနိုင်မိဝဲတော်သူ နော်ကျွန်တော်ကကိုအာတာကိုမနောကိုအကြိုက်ကိုဆောင်ပြီးတော့လုံနေတဲ့စိတ်နေသဘောထားတွေနော်လူအသက်ကိုတတ်တော်သူလို့ပြောတဲ့ခါမှာသူတော်ဘာအကျိုးကိုဖျက်ဆီးပြီးတော့သူတော်ဘာမျက်ရည်ကျမှထမင်းစားတတ်တဲ့သူတွေနော်တမကမနဲ့ရုပ်ထုကိုကိုကိုွယ်တော်သူလို့ပြောတဲ့ခါမှာဖျားထက်နော်မိမိကဦးစားမပေးသင့်တဲ့အရာတွေကိုပို့ပြီးတော့ဦးစားပေးပြီးတော့လောက်ဆောင်တဲ့အရာတွေကဒါရုပ်ထုကိုကိုကိုွယ်တယ်ဆိုတာကိုဖော်ပြတာတယ် တိစ္ဆာပြည့်ချင်းနဲ့နှစ်သက်၍ပြုတော်သူအပေါင်းတို့သည်ရှိကြ၏ဒါတွေကပြင်လိုက်မှာကြံခဲ့တဲ့သူတွေဖြစ်မှာဖြစ်တယ်ဒါတွေနေ့မှာတို့ရှိရင်ကျွန်တော်ရဲ့အသက်တာမှာပြန်လဲပြီးတော့တုံ့တက်ကြအောင်ဘုရားသခင်ရဲ့နိုင်ငံတော်သားဘုရားရဲ့တန်ရှင်တော်မျိုးတကားမှာဝင်ရမယ်သူတွေကဘာလို့ကြရမလဲဘုရားရဲ့အလိုတော်တဝက်လိုက်ရှောက်ရမယ်ပြညတ်တော်ကိုကျင့်တဲ့သူဖြစ်ရမယ်ဒါမှမင်္ဂလာရှိတယ်မင်္ဂလာရှိမှမင်္ဂလာရှိတဲ့အိမ်တော်မှာသွားလို့ရမှာဖြစ်တယ်ဒါမှမဟုတ်ဘယ်နဲ့ကျွန်တော်ကတို့ရှိရင်ခုနကတမန်ကျမ်းသာရဲ့ပြင်လိုက်ကရှိတဲ့သူတွေ ဒီအမင်္ဂလာနဲ့အသက်ရှင်တဲ့သူတွေကတော့အမင်္ဂလာဆိုတဲ့ဒီနေ့လောကဒဏ်တရားရဲ့လောကရဲ့လောင်ကျွမ်းမဲ့เนาะဒီထာဝရမိမာကျွန်တော်လောင်မြိုက်ခြင်းခံစားရမယ်အဲဒါကြောင့်ချစ်တဲ့မိတ်ဆွေတို့ကိုအဓိကအားပေးခြင်း ਨੇ ဒီနေ့ကျွန်တော်ဒီနောက်ကဘတော့တမချန်းစာတဲ့ကဖော်ပြခဲ့တဲ့ဘုရားသခင်ရဲ့စကားကိုနားထောင်နားထောင်မလားနားမထောင်ဘူးလားမလိုက်လျှောက်ဘူးလားလိုက်လျှောက်မလားဆိုတာကဒီနေ့ဘယ်သူမပြုတ်မမိမိပဲလေเนาะကိုကိုကိုရဲ့တာဝန်ပဲเนาะ ကိုတာဝန်ကိုကိုလိဟင်းတော့ခန်းစားအမှန်ကကိုပဲလေနော်သူများမခန်းစားရဘူးတာဝန်နဲ့ဝတရားဆိုတာခြေပြုံစွာထက်ဆောင်မှုရံအတွက်ဒီနေ့ကိုကတာဝန်ယူရရမှာဖြစ်တယ်နော်အဲဒါကြောင့်ကိုတိုင်ကတာဝန်မရှိဘဲနဲ့ကိုကွယ်ကိုတိုင်ကဆိုရှင်ဘုရားရဲ့အလိုတော်တိုင်းကျွန်တော်ကမဆောင်ဘဲနဲ့ကျွန်တော်ရဲ့ဘဝတတမှာကိုယ့်အလိုတို့လိုက်ပြီးတော့ကိုယ်အကြိုက်ဆောင်ခဲ့မယ်ဆိုတော့ဒီနေ့ကြာလို့ရှိရင်ချစ်တဲ့မိတ်ဆွေဘယ်သူနဲ့မှဆင်ရင်မရှင်းရဘူး။ဖခင်နဲ့ပဲဆင်ရှင်ရှင်းရမှာဖြစ်တယ်။ ဒါကြောင့်ဘုရားနဲ့စည်ရင်ရှင်းရမှာဖြစ်တဲ့အတွက်ကြောင့်ယနေ့ကျွန်တော်ကတော့ရှင်တော့ဒီနေ့စာတန်ဘက်မှာကျွန်တော်လိုက်လျှောက်တဲ့သူတွေဖြစ်နေသလားစာတန်ကတော့ဘုရားရဲ့နှုတ်ကပတ်တော်ကိုပျက်စီးအောင်လုပ်တယ်ဘုရားရဲ့နှုတ်ကပတ်တော်ကိုမလိမ့်တဲ့ဘက်နဲ့သူကလှုပ်ဆောင်တယ်ဘုရားကပြောတယ်မဟုတ်လားအေဝါကိုပြောတယ်နော်ဒီအတိကိုစားတဲ့ဒီနေ့ကအေကံမှတရားမလို့ပြောတယ်ဒါပေမဲ့စာတန်ကပြောတယ်မင်းဒီအတိကိုစားတဲ့တနေ့ကအေကံမှန်သိရမှာမဟုတ်တဲ့။ဟိုမှာအေကံမှန်သိရမယ်လို့ပြောတယ်။နောက်ကလည်းမဟုတ်ဝါကြကိုစပြီးတော့ဖော်ထုတ်လိုက်တယ်။ ဒီနေ့လည်းဘုရားသခင်ကပညာတော်ကိုစောက်ရှောက်လို့လို့ပြောတယ်လူတွေကမလဲပညာတော်မလိုတော့ဘူးနောက်ကမလိုမလိုက်စသည်အပြည့်မလိုရင်မလိုက်ရှောက်တော့ဘူးလေဒါကြောင့်အဲ့ဒီမာတလုံးကိုအစားထိုးလိုက်တဲ့အချိန်ကနေစပြီးယနေ့လောကမှာရှိတဲ့အသင်းတော်ဂိုင်းကလာတွေများစွာပေါ်လာပြီးတော့လမ်းတလွဲကိုရောက်နေကြတာဖြစ်တယ်ဒါဒီနေ့ကျွန်တော်အားလုံးကနိမ့်မှန်လမ်းမှန်နဲ့ကျွန်တော်ရှောက်လမ်းနိုင်ဖို့ရန်အတွက်ဒီနောက်ကဘတော်ကလွဲရင်ဘယ်ယာမှကျွန်တော်ကိုမသွန်သင်နိုင်ဘူး ဖခင်ကလွယ်ရင်ကျွန်တော်ကိုလမ်းမှန်ကိုမပြနိုင်ဘူးလူကတော့ကျွန်တော်ကိုဟောကောင်းဟောမယ်တုံတင်ကောင်းတုံတင်မယ်လမ်းပြကောင်းလမ်းလမ်းပြလိမ့်မယ်ဒါပေမဲ့ဘာဖြစ်လဲဖခင်မှလွယ်ပြီးလမ်းမှန်ကကျွန်တော်ကဆိုရှင်ကျွန်တော်ကိုမတုံတင်နိုင်ဘူးဒါကြောင့်ကျွန်တော်ကျွန်တော်ရဲ့တက်တောင်ပါလူနောက်လိုက်မိရင်တော့ကျွန်တော်ကတေချင်းကိုရှင်ဆိုင်ရမှာဖြစ်တယ်။ဒါလူနောက်ကိုမလိုက်မိဖို့ရန်အတွက်အဓိကပဲလေနှုတ်ကပတ်တော်ကဘလို့ဖော်ပြခဲ့တဲ့လေနှုတ်ကပတ်တော်ကိုလေးလာခြင်းအပြင်ကျွန်တော်ရဲ့ဘဝတက်တာမှာသုံးသပ်ဖို့ရန်အတွက်ရည်ကြီးပါတယ်နော်။ အဲဒီကြောင့်ယေရှုကလည်းပဲသူ့နိုင်ငံကိုဝင်သားဖို့ရန်အတွက်သူကဘယ်လိုမိန့်မာခဲ့တယ်လဲသူထုထွက်ခြင်းပြန်ကြွလာတော့မှဒါကြောင့်ကျွန်တော်ရဲ့ကိုယ်လည်းပဲစင်စင်ကြင်ကြင်နဲ့နေဖို့ရန်အတွက်ယေရှုကမှာကြတာဖြစ်တယ်။ဒါသခင်ယေရှုကလည်းပဲမကြမီကြွလာတော့မှဖြစ်တဲ့အတွက်ကြောင့်သူကဆိုရှင်ကျွန်တော်ကိုဘယ်လိုမိန့်မာခဲ့တယ်လဲဘယ်လိုမိန့်မာခဲ့တယ်လို့မေးတဲ့အခါမှာရှင်ဝခရစ်မန်ခန်းကြီး14ပိုင်းငယ်15ကိုကြည့်တဲ့အခါမှာခရစ်တော်ပါပြောတယ်။ငါကိုချစ်ရင်ငါပညာကိုစောက်ပါတဲ့နော်။ငါကိုချစ်လျင်ငါပညာကိုစောက်ပါလို့ယေရှုကမိန့်မာခဲ့တာဖြစ်တယ်။ ဒါမှမကမနဲ့ခရစ်တော်ယေရှုကလည်းပဲဘာပြောထားတယ်ခုနကကျွန်တော်လေ့လာခဲ့တဲ့အခါမှာဆိုလို့ရှိရင်တမန်ကျမ်းစာထဲမှာဆိုရှင်တော့ဒီဖျားသခင်ရဲ့ပြည့်ညတ်တော်ကိုစောက်ရှောက်တဲ့သူတွေကမင်္ဂလာရှိတဲ့သူတွေတဲ့နော်မင်္ဂလာရှိတဲ့သူတွေဆိုပြီးတော့ဖော်ပြထားတယ်ဒါကြောင့်ခရစ်တော်ယေရှုကလည်းဘယ်လိုဆက်ပြီးတော့မိမလဲငါ့ကိုချစ်လေငါ့ပြည့်ညတ်ကိုစောင့်ပါငါ့ကိုချစ်တယ်ပြောပြီးတော့ငါ့ဘက်မှာနေတယ်ပြောပြီးတော့ငါ့စကားကိုနားမထောင်ရင်တော့ယနေ့ခရစ်တော်ဖျားကြွလာတဲ့အခါမှာကျွန်တော်က ်ခရစ်တော်ရဲ့သားသမီးဘယ်ဖြစ်ပါမလဲเนาะခရစ်တော်ရဲ့ပယ်ထားတဲ့ထဲမှာကြံခဲ့မှလေအဲ့တော့ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဆိုရှင်ယေရှုရဲ့မိမာချက်ကလွဲလွယ်လေးပဲငါ့ကိုချစ်ငါ့ပညာကိုစောင့်ပါတယ်ငါဒီပညာတော်ကိုတို့ကိုဖျက်ပယ်ခြင်းကငါလာတာမဟုတ်ဘူးတဲ့ဒီပညာတော်တွေကိုပါပဲလေပို့ပြီးတော့ပြည့်စုံဖို့ရန်အတွက်ငါလာတာဖြစ်တယ်เนาะပညာတိကျမ်းနဲ့အနာဂတ်ကျမ်းအားလုံးကိုဘုရားသခင်ကဖျက်ပယ်ဖို့ရတဲ့လာမှာလာတာမဟုတ်ဘူး ဘိန်နုတလုံးမှာပျက်စီးလွယ်သည်တဲ့เนาะကောင်းငင်တဲ့မြေကြီးပျက်စီးပို့ပြီးတော့လွယ်တယ်เนาะဘလုံးမှာဖြက်စီးဖို့ရတဲ့လာတာမဟုတ်ဘူးဆိုတာဖော်ပြထားတယ်ဒါကြောင့်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဟေရှာနာဂရိကျန်ခန်းကြီး53ပိုင်းက30စနစ်မှာဘာဖြစ်လဲဘလို့ဖော်ပြထားလဲထာဝရဘုရားတိတာကဲတင်တော်သခင်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီထာဝရဘုရားကဲတင်ရှင်ဘုရားရဲ့စကားရဲ့ယနေ့နာစကားရဲ့ကိုတတ်သွေးမတိန်နားထောင်လိုက်လျှောက်ခြင်းအပြင်သင်ဟာ ထာဝရဘုရားတပါးကြီးရဲ့ကယ်တင်သောသုကျေးဇူးကိုလုံးဝခံစားရမယ်ဆိုတာကိုယနေ့ဒီသတင်းစကားအပြင်ချစ်တဲ့မိတ်ဆွေတို့ကိုအနှစ်ချုပ်အတင်ပြလိုက်ခြင်းဖြစ်ပါတယ်။ဒါကြောင့်ချစ်တဲ့မိတ်ဆွေများအားလုံးဒီနေ့ဘုရားသခင်ရဲ့အလိုတော်ဘုရားသခင်ရဲ့ပညာတော်အားလုံးကိုကျင့်ဆောင်ပြီးတော့မင်္ဂလာရှိတဲ့သားသမီးတွေဖြစ်တဲ့အတွက်ကြောင့်မင်္ဂလာရှိပြီးတော့တန်ဆင်းတဲ့မြို့တော်ဘုရားသခင်ရဲ့ကောင်းကင်နိုင်ငံတော်ရွှေမြို့တော်ကိုဝင်စားနိုင်တဲ့ဘုရားရဲ့သားသမီးဝင်သားတိုက်တဲ့ဘုရားရဲ့သားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်း ဆူတောင်းဆန္ဒပြုနဲ့ညီကုန်းချုပ်လိုက်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးပေါ်ဖျက်ကောင်းကြီးချပါစေ